ီနောကစင်ကတ်တွေကိုလက်ကားစင်းလုံး7900နှုန်းနဲ့ဈေးကွက်တွင် ဖြန့်ချိပေးမှာဖြစ်ပြီးအယောင်းကိုယ်စားလှယ်တွေနေနဲ့7500နှုန်းနဲ့တပြေးညီရောင်းချဖို့သတ်မှတ်ထားတယ်လို့သိရပါဗျ။ တယ်လီနောကမ်ပဏီကတာဝန်ရှိသူတွေဟာစက်တင်ဘာလ12ရက်နေ့ကသခိုင်းမြို့မှာအယောင်ကိုဇလဲတွေနဲ့တွေ့ဆုံပွဲပြုလုပ်ခဲ့ပါတယ်။အဲဒီတွေ့ဆုံပွဲမှာကျပ်1500ထက်ပိုမိုရောင်းချတဲ့အယောင်ကိုဇလဲတွေကိုအမည်ပြည့်စရင်သတ်မှတ်မှာဖြစ်ပြီးလက်ကားဖြန့်ချီပေးထားတဲ့စင်ကက်တွေကိုလည်းဖျက်သိမ်းသွားမယ်လို့ပြောကြားခဲ့ကြောင်းသခိုင်းမြို့ကအယောင်ကိုဇလဲတဦးကပြန်လည်ပြောကြားပါတယ်။တယ်လီနောအနေနဲ့အခုလိုဆောင်ရွက်ရတာဟာမောင်ကိုဈေးကွက်မဖြစ်စေခြင်းတဲ့သဘောဖြစ်တယ်လို့သိရပါတယ်။တယ်လီနောမြန်မာကစီးပွားရေးလုပ်ငန်းတွေနဲ့အဖွဲ့အစည်းတွေအတွက် ဖုန်းအသုံးပြုကကိုလာကုန်ပေးစနစ်ဝန်ဆောင်မှုပေးဖို့စီစဉ်ထားပြီးဖုန်းအသုံးပြုကတွေကိုလာကုန်တဲ့အခါအယောင်ကိုစလဲတွေကစက်ရုံအလုံးရုံအရောက်လာရောက်ကောက်ခံမှုပြုလုပ်ခြင်းလုံငန်းရှင်တွေအနေနဲ့ဘဏ်နဲ့ချိတ်ဆက်ပေးကပေးချေခြင်းအပြင်မိုဘိုင်းဘန်ကင်၊အင်တာနက်ဘန်ကင်တို့နဲ့ပေးချေခြင်းတွေအတွက်လည်းစီစဉ်ပေးသွားမယ်လို့သိရပါတယ်။တယ်လီနော့စင်ကတ်ရဲ့ဖုန်းခေါ်ဆိုကနှုံထားကိုတော့10မိနစ်ကို25ကျပ်ထက်မပိုတဲ့နှုံနဲ့ကောက်ခံသွားမှာဖြစ်ပြီးစင်ကတ်တွေကိုအော်တိုဘာလ9ရက်နေ့မတိုင်မီရောင်းချပေးသွားဖို့ရှိရလို့သိရပါတယ်။